ှိတာနဲ့ရောင်ရဲရမယ်လို့မပြောဘူးရတာနဲ့ရောင်ရဲရမယ်လို့ပြောတယ်ရှိတာနဲ့ရောင်ရဲမယ်ဆိုရင်ဘယ်တုတ်တက်ကြီးပွားမှာလဲမြတ်စွာဘုရားတုတ်တက်ကြီးပွားမှုကိုဘယ်တော့မှမပိတ်ပင်ဘူးဟုတ်လားရတာနဲ့ဘာကြောင့်ရောင်ရဲရမှာလဲဆိုတော့ကိုယ်မှာရနေတာတွေဟာကိုယ်နဲ့ထိုက်တန်တာတွေကိုရတာနော်ကိုယ်နဲ့ထိုက်တန်တာကိုရတာဗျဘာနဲ့ထိုက်တန်တာလဲဆိုတော့ ိုယ့်ရဲ့ကံကိုယ့်ရဲ့ညာကိုယ့်ရဲ့ဝရိယနဲ့ထိုက်တန်တာကို ကိုရထားတာတရားနဲ့တန်လို့တရားပဲရတာအဲ့ဒါတသိမ့်မရခြင်းနဲ့လေအဲ့ဒါကျန်တာတွေအတွက်အဲ့ဒါအတိလောဘဖြစ်တယ်ဟုတ်ရလားကိုကတရားတန်ကံရှိတယ်တရားတန်ညာရှိတယ်တရားတန်ဝရိယရှိတယ်ဆိုရင်တရားရမှာပေါ့တရားဓမ္မအရင်အနည်းအကြောင်းတရားစိုက်ထုတ်ခြင်းပြီးတော့တထောင်ရခြင်းနဲ့ဆိုရင်ပေးတဲ့ရပါလေ 900လောက်အဲ့ဒါလောဘဖြစ်နေပြီဟုတ်ရလားဒါကြောင့်တထောင်တန်ရကျင်နေဆိုရင်တထောင်တန်အရင်ဒီစိုက်ထုတ်လေတထောင်တန်နဲ့တန်နဲ့ကံဖြစ်အောင်လုပ်တထောင်တန်နဲ့တန်နဲ့ဉာဏ်ရှိအောင်လုပ်တထောင်တန်နဲ့တန်နဲ့ဝရိယရှိအောင်လုပ်ဟုတ်လားဒါကြောင့်ကိုရတာနဲ့ကျင်တတ်တယ်ဆိုတာအင်မတန်ကျယ်ဝန်းတဲ့အဓိပ္ပာယ်ကဟုတ်ရလားအဲ့ဒီတော့ကိုကဒီလောက်တန်လို့ဒီလောက်ရတယ်ကိုလောက်ကြီးရကျင်တယ်ဆိုတော့ကိုရမှာတဲ့လား မရပါဘူးဗျာကိုနဲ့တန်တာပဲကိုရမှာကိုအကြောင်းရှိတဲ့လောက်ပဲကိုရအကြောင်းဆိုတာက အတိတ်အကြောင်းရှိတယ်ပြစ္ဆုတ်ပံအကြောင်းရှိဟုတ်ရလားအတိတ်အကြောင်းတစ်ခုတည်းသာအကြောင်းလို့မယူဆနဲ့နော်တချို့လူတွေကပြစ္ဆုတ်ပံမှာစီပွားရေးသိပ်ပြီးတော့မပြေလည်ဘူးဆိုရင်တို့ကအတိတ်ကံကိုကညံ့တာဘူးသိကြတယ်အဲ့ဒီလူပြစ္ဆုတ်ပံကံမှာညံ့တယ်ဆိုတာမြတ်စွာဘုရားကပြစ္စည်းဥစ္စာပေါ်ဖို့ဆိုတဲ့နေရာမှာလေအာလာဝကတုတ်တံကိုလေးလာကြည့်စေခြင်းတယ်နော် အဲ့ဒီမှာမြတ်စွာဘုရားပြည့်စုံဥစ္စာပြည့်စုံခြင်းလို့ရှိရင်ကိုလှုပ်တဲ့အလုပ်ကိုကျွမ်းကျင်ရကိုလှုပ်တဲ့အလုပ်ကိုတာဝန်ကြီးတည့်ရလို့သဘောထားရမယ်ကိုလှုပ်တဲ့အလုပ်ကိုတကယ်လုံးလဆိုက်ပြီးတော့လှုပ်ရမယ်အဲ့ဒါဆိုရင်ပေချာပေါက်ကြီးပွားတယ်လို့ဟောတယ်နော်ဒကာကြီးဒီမိုင်းများအတိတ်ကမလိုဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်ပြည့်စုံဥစ္စာရှာဖွေတဲ့နေရာမှာပြစ်ဆုံးပံလေးလာမယ်လိုက်စားမယ်အဲ့ဒါနဲ့အညီကျင့်သုံးမယ်ဆိုရင်ပေါ်ကိုပေါ်နိုင် ဒါမြတ်စွာဘုရားဟောတာပါနော်အရာရာအတိတ်ကံကြီးတွေပဲလို့ယူဆမယ်ဆိုရင်ဥပေကတဟေတုဒိဋ္ဌိဖြစ်တယ်လို့ဟောရီပေတကြီးကြားဖို့လောက်ပါတယ်ဒီလောက်ညံ့မယ်မထင်ပါဘူးအဲ့ဒါဒိဋ္ဌိတောင်ဖြစ်တယ်နော်အေးဒါကြောင့်ကိုရတာနဲ့ကျင့်တတ်တယ်ဆိုတာရတာနဲ့ကျင့်တတ်ရမယ်ရတာနဲ့မကျင့်တတ်တော့ရောအပူတွေကရလာမှာတဲ့လားမရပါဘူးမောတာပဲရှိတယ်အဲ့တော့ကိုရချင်တဲ့လောက်ရသလား ိုရတာနဲ့တန်တယ်လို့ပဲတနည်းအားဖြင့်အကြောင်းရှိတယ်လို့ပဲရမှာလားအကြောင်းရှိတယ်လို့ပဲရမှာဗျာဟုတ်လား